င်္ဂလာပါကျွန်တော်အောင်ပြည်တစ်ပါဆရာမင်းတင်ရေးသားတဲ့မင်းတင်ရဲ့တက်ခိုင်ကိုအပိုင်း53ဖြစ်ဆက်လက်ပြီးတင်ဆက်ပေးပါမယ်ခင်ဗျာနားဆင်ကြည့်ကြပါဦးဒီဒီပိုင်းမှာတော့ဆရာမင်းတင်ရဲ့ပွေလီလာလေးတွေရေးထားတဲ့ထဲမှာစကလုံးကျန်းကျန်းလေးတွေနည်းနည်းပါပါတယ်ခင်ဗျာကျွန်တော်ရဲ့မောင်နှမများသိခံပြီးနားဆင်ပေးကြပါဦးခင်ဗျာအမေ ဒီတခါခေါ်သွားတာကတော့အစမ်းသားဗျာ fucking shoes ဆိုပဲဩအတိတ်ပဲတော့သိတာပေါ့ဗျာဘယ်လို shoe ရုံးဆိုတာရောမသိတာအမှန်ပါဗျာကျွန်တော်ကလည်းကြိုတင်ကာကွယ်တဲ့အနေနဲ့ဟေ့တူနီဝင်ကတိတ်များနေရင်မကြည့်ချင်ဘူးနော်ပြောလိုက်တော့တူနီကမပူပါနဲ့ကွာသူများတွေဘက်ထောင်ပေးရမယ့်နေရာကိုမင်းငွေ900နဲ့ပို့ပါမယ်ဆိုတာနဲ့ဘယ်နေရာမှပြုံးမပြတ်တဲ့နေရာကို တူနီကျေးဇူးနဲ့ရောက်ခဲ့ပြန်ပါဗျာကျွန်တော်အဲ့ဒီရှူဝဲကိုရောက်သွားတော့ည10နာရီကျော်ကျော်လောက်ရှိနေပြီဗျာအဲ့ဒီရှူဝဲလုံနေတဲ့နေရာဟာအပြင်ဝင်ဘောကနေကြည့်ရင်တိတ်မသိတာလားဗိမဲအထဲဝင်လိုက်တော့မှအေးအမခမ်းမကြီးဖြစ်နေတယ်ဗျာခမ်းမကြီးထဲမှာဆင်မြင့်တခုလည်းရှိလျက်ထူးထူးခြားခြားတွေ့မိတာကတော့ဆင်မြင့်ရှိပိုင်းကခမြင့်မြင့်နေရာမှာကျူးတန့်ပြီးတော့ရောင်စုံဘောလုံးလေးတွေချိတ်ထားလျက် စင်ပေါ်မှာမင်းကလေးတွေကကုတုံးလုံးကျလျှောက်ပြနေတာကိုကျွန်တော်လည်းဘာစိတ်ညာစိတ်မှမဖြစ်ပဲအတငင်းကြည့်နေလိုက်တာ15မိနစ်လောက်ကြာတော့အထူးအစီအစဉ်တင်ဆက်ပါတော့မယ်ဆိုတဲ့ကြီးညာတန်ထွက်လာသေးဗျာ။ဩလုံးစီပစီတော့ကြီးညာနေတာကိုဘယ်နားလဲမလဲဗျာ။ဒီလိုပဲရိပ်ဖန်းတံမှန်ပေါ့။ဒီမှာရင်ခက်ပြောင်ပြောင်ခက်ငင်ငယ်ထိုင်းပြူပြူတရောစင်မော်တက်လာပြီးဝိလိစလင်းနဲ့ကော့ကော့ကန်ကလှုပ်ပြတော့တယ်ဗျာ။ အဲအဲ့ဒီကိုကိုကံကလည်းကျွန်တော်စိတ်ထဲသိတ်ဆန်းလာတယ်မထင်ပါဘူးဒါပေမဲ့ဗျာအဲ့ဒီမိမယူဟာယုတ်တရက်ထိုင်းချလိုက်ရင်လက်နှစ်ဖက်ကအနောက်ကိုထောက်လိုက်ပြီးသူ့ခါကိုညစ်တယ်လို့လူမြင်လာရတဲ့အချိန်နဲ့တပြိုင်တည်းလို့လူစင်မြင့်ရှီကကျိုးတန်းပေါ်မှာချိတ်ထားတဲ့ဘလုံးတလုံးဟာဖုံးကနေပေါက်သွားလိုက်တာကျွန်တော်လက်အောင်သွားစီဗျာတီချာကြည့်လိုက်တော့မှအဲ့ဒီမိန်းကလေးရဲ့မတော်ရုံနေရာမှာထိုးသွင်းထားတဲ့ဖန်ချောင်းလူလူပြောင်းသွားကနေ ဘဘွားလေးတွေတက်ထားတဲ့မြားကလေးတွေထွက်လာတာကိုအမလေးထူးဆန်းပါပြီဗျာဒီမာရင်ပြိတ္တထက်ကကြိုက်တဲ့ဘလုံးအယောင်တွေကိုပြောခန့်ပြီးသူကခါကောက်လိုက်ပြစ်ပြလိုက်နဲ့လှုပ်တာဘလုံးတွေတဖောင်ဖောင်ပေါက်ကုန်တော့တာပဲဗျူတယ်လဲချိန်သားကြိုက်တကူဘယ်ကာလကများဘလောက်ကြကြလိကျင်ထားပါလိဗျာဒါရင်ဘယ်ဟုတ်အောင်မလဲဗျာမတော်တရုံနေရာနဲ့ဘီယာပလင်းနေဖောက်ပြ နောက်ဆိုတာပလင်းနဲ့ကဆိုတာတွေကိုမတော်တရုံနေရာထဲထည့်ပြီးနောက်တော့ပြန်ညှစ်ထုတ်လိုက်တာအယောင်နေနဲ့ပြန်ထွက်လာပြန်ရောอืมကြည့်ရတာဘုသူရတော့ရပါရဲ့မြန်မာလူမျိုးတောကြကြကျွန်တော်လူကောင်မျိုးအတွက်တော့တဲပြီသတိစရာတော့မဟုတ်လာဘူးယောအဲ့ဒါလို့မဟုတ်တန်းတရားကြမ်းကြမ်းဖန်ဖန်ညင်ညစ်ပပတ်တီရှောက်လို့ပြနေလိုက်တာတဏှာကြီးနှီးပါရှိမယ်ထင်ပါတယ်ဗျာဒီလောက်တင်ပြီးပြီမှတ်တယ် နောက်ဆုံးအထူးခြားဆုံးအစီအစဉ်တင်ဆက်ပါတော့မယ်လုတ်ပြန်ရောဗျာကျွန်တော်စိတ်ထဲမှာတော့ကြည်ပြီးတာတောင်ဆန်းလာပြီးချင်းနေတာဒီတဲ့ဆန်းတာဘာများပါလိမ့်ဆိုပြီးဆက်ကြည့်နေလိုက်တော့ခက်ပြောင်ပြောင်လူငယ်တယောက်ကုတုံးလုံးနဲ့တက်လာပြီးဟန်ကြီးပြပြန်သဗျာမကြပါဘူးဗျာထိုင်းမာလီတယောက်ထုံနီးလိုပဲတက်လာပြီးတော့ဟန်ကြီးပြပြန်တာပါပဲဟန်ကြီးလည်းပြပြီးကြရောဟန်ကြီးထက်ဘူးတာဆက်လို့ကြရောဆိုပါတော့ဗျာ လူပုံလည်းတော်တော်ကူမျက်နှာပြောင်တိုက်တဲ့အစီအစဉ်မလားဗျာ။မလုပ်ကြတဲ့ဆိုတော့ခမ ्या ဘာသာဆက်ပြီးစဉ်းစားပြီးတော့ဗျာ။ကျွန်တော်တို့ပြောမထွက်တော့ဘူးဗျို။ဟင်းကြိတ်နေရင်လည်းနှထင်းနေရင်တောင်ပူလာတော့တာပဲဗျာ။ဘာလို့များခမ ्या ကြည့်ပုံကကျွန်တော်ကမယုံမသားစိတ်တွေဖြစ်နေတယ်ထင်လို့လား။အဲ့ဒီရှိုးဘွဲခန်းသားမှာကျွန်တော်တယောက်တည်းဗျာ။တူနီကအပြင်မှာကျန်းနေခဲ့တာ။အမှန်ပြောရရင် ဘာစိတ်မှမပေါ်တဲ့အပြင်ကြည်နေရင်နည်းနည်းတော့လန့်လာသလိုပဲဗျာဗျာဘာလို့ငြင်းကြည့်နေသလိုဟုတ်လားခက်ပါလားဗျာကျွန်တော်ကဘာမှမသိသေးတော့သူတို့ဘာကိုရည်ရွယ်တယ်ဆိုတာဘာကိုဆူလို့တယ်ဆိုတာသိချင်လို့အစအဆုံးကြည့်နေတာပေါ့ဗျာအစအဆုံးမကြည့်ပဲကိုမကြွန့်ကျင်တဲ့နေရာမှာဖြင်းဖြင်းချင်းမပြီးကောင်းဘူးလေဩဇလန်းကိုနားမလဲပဲဘာမှမသိပဲ ထင်ရမြင်ဆုမပြောရဘူးဆိုတာကျွန်တော်မှသင်ခန်းစာရှိဘူးလေဗျပထမအကြိမ်သင်ခန်းစာကမင်္ဂလာတုံရုပ်ရှင်ဥမာရခဲ့တဲ့သင်ခန်းစာပါပဲကျွန်တော်ကျောင်းဆရာလုပ်နေတဲ့1980ဝန်းကျင်နှစ်တွေတုန်းကမင်္ဂလာတုံတိုင်းခမ်းမှာမှာရုံမတင်ရသေးတဲ့ရုပ်ရှင်ကအတ္တိပြတယ်ဗျဟုတ်တယ်တက်တွင်းမိသားစုတွေအနေနဲ့ဈေးကြီးပေးပြီးဝယ်မကြည့်နိုင်တာကြောင့်အထူးအခွင့်အရေးအနေနဲ့ပြတယ်ထင်ပါရဲ့ဗျဒါပေမဲ့တက်တွင်းမိသားစုတွေမဟုတ်ပါဘူး ဘယ်သူလားကြည့်ကြည့်ကြည့်လို့ရပါတယ်တနေ့တော့88ရေခင်းမှာပေါင်ကြားတဲ့ကပစူးကိုထုတ်ချင်းပေါက်ကြီးစံဝင်ပြီးကံကောင်းလို့မသိခဲ့တဲ့ကျွန်တော်လှုပ်ဖို့ကင်ပဲចောင်းစီယာကူတင်မြင့်နဲ့အဲ့ဒီရုပ်ရှင်မှာဒါရိုက်တာဝင်းဖီရဲ့နှင်းစီနီအိမ်မက်ဆက်ကယုံတင်တာနဲ့တွားကြည့်ပြကြတယ်ဗျာဖြစ်ချင်တော့ကူတင်မြင့်နဲ့အတူဦးလေလေခြားတိတ်တကောင်ပါလာတယ်ဗျာဒီခြားတိတ်က9000လောက်နဲ့ចောင်းထွက်ပြီးလက်သမားလေးပါလိလိုက်လုံနေရတယ်ဗျာ ဒီကောက်နာမည်ကကလားတယ်ဗျာတကယ်ကလားမဟုတ်ပါဘူးယာအသားမဲလူ ကလားလို့ခေါ်ကြတာပါသူ့ကူအောင်တင်းလို့မောင်မောင်တင်းလို့လဲကျွန်တော်နဲ့အသက်မတိတ်မိရင်ကျွန်တော်တငယ်ချင်းနေပါပဲမင်္ဂလာတော်တိုက်ခတ်มาတယ်ကိုကျွန်တော်တို့ရောက်တော့ရုပ်ရှင်ကပြနေပြီဗျာကျွန်တော်တို့သုံးယောက်လဲအမောင်ထဲမှာကုနေရကိုကျိုးစားရှာပြီးပေကားဘောကရုပ်ရှင်ကိုကြည့်လိုက်တော့စကားက7မိနစ်စာလောက်ကြိုးသွားပြီထင်ပါရဲ့ကျွန်တော်လဲစကားဆက်ဆက်ကို ကိုကသာတွေးယူပြီးဆက်ကြည့်နေလိုက်ပါတယ်။စကားကအိမ်တော်ကြီးစကားဗျာ။စကားပြောကနေရတော့များတယ်။ဒါရိုက်တာဥဝင်ဖြေရိုက်ချက်တွေစကားပြောတွေဆိုတော့တယုံလုံးကပြည့်တဲ့တို့တို့တော်မဟုတ်ဖဲအသက်ရှူစံတော်ကြားနေရတော့စိတ်ဝင်စားကြည့်နေရတဲ့အချိန်ပေါ့ဗျာ။အဲ့ဒီကမှမေယူအကယ်ဒမီရတဲ့အခန်းတွေမှာစကားပြောပိုင်လုံးလုံးပြည့်တဲ့ကပိုးပြီးတော့ငြိမ်သက်နေကြတယ်ဗျာ။ကျွန်တော်နဲ့ကုတင်မြင့်ကြမှာထိုင်းနေတဲ့ကလားကိုငဲ့ကြည့်လိုက်တော့ သူလည်းတုတ်တုတ်မှမလုပ်ဘူးယာကျွန်တော်စိတ်ထဲမှာဩကလားလေဒီလိုအိမ်တော်ကြီးအသားပြီးစကားတွေကြီးတဲ့သားပဲလို့တွေးပြီးအထင်ကြီးနေမိတယ်ဗျာဒါပေမဲ့ဗျာရုပ်ရှင်ကားပြလို့မိနစ်40သာသာလောက်လဲရောက်ရောကျွန်တော်ပြီးမှတစ်ချိန်လုံးညင်ပြီးရုပ်ရှင်ကြည့်နေတဲ့ကလားဟာစက်ပြီးတိမခံနိုင်တော့တဲ့အတန်ကျဲကြီးနဲ့ဘာရီပြနေရလဲကွာဆိုပြီးထောက်အောင်လိုက်တာတယုံလုံးကိုဟိမ့်ထွက်သွားတော့တာပဲဗျာ သူ့အတန်ကျဲကြီးကိုလည်းကြားရော်ယုံထဲကညင်သက်စွာအပိနေပြည့်တက်ကအကြီးအကျယ်ဒေါသပေါက်ကွဲပြီးဟေ့ဘဲကအယူလဲကွာမကြည့်တဲ့ရင်ယုံထဲကထွက်ဆိုပြီးတခဲနဲ့မြစ်တာပို့ကြပါလိမ့်ရောဗျကျွန်တော်နဲ့ကုတင်မြင့်များခေါင်းတော်မဖော်ရေးဘူးအตาကလေးကုတ်နေလိုက်ရတယ်ရုပ်ရှင်ပြုလို့ယုံပြင်ရောက်တော့မှကလားရာမင်းဘာဖြစ်လို့ထော်ရတာလဲမေးတော့ဟာဆရာတို့ကလည်းဒီစကားကစကားတွေကြီးပြောနေတာ လက်တိထူကန်တနက်ပြခန်းလေးတွေလည်းတခမ်းမှမပါပဲလူတွေငိမ့်နေရများကျွန်တော်အံ့ဩလွန်းလို့တယ်။အော်လက်ဆက်တော့ကိုရွှေကလားကရုပ်ရှင်မင်းလက်တိထူရမယ်တနက်ပြရမယ်အတိတွတ်ထားပြီတကူဒါရင်ပဲဟုတ်မလဲဗျာနောက်တစ်ချိန်အလားတူအဖြစ်မျိုးကြုံခဲ့ဘူးသေးစီဗျာဒါလည်းရုပ်ရှင်ုံနဲ့မှာပါပဲဒီတခါလာတဲ့အဖေကမောင်မောင်တန်းနဲ့သူကကျွန်တော် GDI တတွန်းကတငယ်ချင်းမှာပဲ။ ျွန်တော်နဲ့စာရင်9နှစ်6နှစ်လောက်ငယ်ပါတယ်။နှစ်ယောက်သားမြင်းကြီးကညာစီတန်းမှာမူးနေအောင်တောက်ပြီးကုလိုချောကအိမ်မပြောင်းရင်သေးပါဘူး။ရုပ်ရှင်ကြည့်အောင်နားဘူးတာနဲ့ရတနာပုံရုပ်ရှင်ုံနဲ့ဝင်ပြီးရုပ်ရှင်ကြည့်ပြပါလေရော။အဲ့ဒီကကအကယ်ဒမီမောင်တင်ဦးရဲ့မမစိန်းဆိုတဲ့ကဗျာ။မင်းသားကဇင်ဝိုင်းမင်းသမီးကခင်သန်းနူးဆိုတော့မှတ်မိနေတယ်။ကျွန်တော်တို့ဝင်သွားတော့ထုံးစံအတိုင်းရုပ်ရှင်ပြနေပါပြီ။ ရုပ်ရှင်ကအခြေဆက်လမ်းဖြစ်ပေမဲ့မောင်တင်ဦးရဲ့လက်ရာဆိုတော့ပြိတ္တကငြိမ်ပြီးအာယုံကျနေတော့မောင်မောင်တန့်ဆိုတဲ့ကောင်ကမူးမူးနေဘာဒီလဲကွာစကားများနေရတဲ့အချင်းကုန်နေဆိုပြီးအတန်ကျကြီးနဲ့ထားအောင်ပြန်လာကြအောင်တယုံလုံးဝမ်းပြီးမြေတားပို့လိုက်ကြတာတောက်ထားတဲ့အရက်တောင်ဘယ်ရောက်တော့မှမသိပါဘူးယာအေးလီကျွန်တော်လည်းအဲ့ဒီလိုအတွေ့အကြုံမျိုးနှစ်ကြိမ်နှစ်ခါရှိထားလေတော့ဘာမှန်းတိချာမသိသေးတဲ့အဲ့ဒီရှိုးဝဲကို ပွဲပြည့်တဲ့အထိအတန်မထော်ပဲငင်ငိမ်လေးကြည့်နေလိုက်တယ်လေအဲ့ဒီရှိုးဘွဲခွန်မလားဟူရင်းဘွဲခွန်မလားအဲ့ဒီကနေအပြန်လမ်းမှာတူနီကဘယ်နဲ့လဲကောင်းရလာမီတော့ကျွန်တော်လည်းအလိုက်တင်တခါမှမကြည့်ဘူးပါကြောင်းကောင်းလာပါကြောင်းလဲပြန်ပြုတ်လိုက်ရောတူနီကဒီတဲ့ကောင်းတာရှည်သေးတယ်ဗျာအော်တက်ခိုင်းမြာအဖော်ကောင်းရင်ငရေပြည့်ကိုသုံးောက်လောက်အသွားပြန်လှုပ်ချင်တဲ့ကောင်မို့နောက်ည၈နာရီလောက်မှာ ပူ၍ထူးဆန်းသောနေရာကိုတူနီနဲ့အတူခြိတက်ခဲ့ကြပြန်ပါလေ။ဘန်ကောက်မြို့ကိုအခုမှတစ်ခေါက်ရောက်ဖူးတဲ့ကျွန်တော်အဖူတူနီဘဲကနေဘလူမောင်းနေတာဆိုတာမသိပဲနိုင်ဝက်လောက်ကြမှာတခုသောအဆောက်အုံကြီးတွေကိုရောက်ခဲ့ပြန်တယ်ဗျာ။ကျွန်တော်တို့ရောက်သွားတာအဲ့ဒီအဆောက်အုံရဲ့ဒုတိယတက်ထင်ပါရဲ့။ဝင်ကြီးပြည်စရာမလူသေးတာနဲ့တူနီပါဝင်လိုက်တယ်ဗျာ။အထက်လေရောက်ကောအခန်းကျယ်လူကြီးတခုထဲမှာတချင်းတီးလုံးအတန်ခတူးတူးကြားနေရတယ်ဗျာ။ အဲ့ဒီခမ်းမကြည်ကြီးတွေကနေတစစ်ချိုးလဲကွေးလိုက်ရောဟာရှာလပါမှန်လုံတက်ထားတဲ့ခန်းထဲမှာလှပြူပြူလေးတွေပါလားဗျာအဲ့ဒီမှန်လုံခန်းထဲမှာအဝါရောင်ဝန်းဆက်စင်တူဝတ်စုံနေနဲ့ထိုင်းမာလေးတွေအယောက်တရာလောက်ကိုရှိမယ်ထင်ပါရဲ့ဗျာအခန်းထဲမှာလေကားတွေပုံစံလှုပ်ထားပြီးထိုင်းမာလေးတွေဟာထန်ရင်းတွေရဲရင်းတပုံမိမျိုးစုံနဲ့အလပြနေလေရဲ့ဗျာနေဦးမှန်ကန်ပြင်မှာကျွန်တော်နဲ့တူနေတယ်မဟုတ်ဘူးဗျာ ညနေဖြူပုရိသပြိသက်၁၀ရောက်လို့လေမှန်ငန်းနေကူနွားဘဲမှာနွားရွေးသူလူစိတ်ဝင်စားရှူစားနေလေဗျာနောက်တော့လူမရုပ်ပေါက်နေတဲ့ဝန်ထမ်းတော်တော်များများလဲအသည့်အနေထားနဲ့တွေ့ရတယ်မြို့ရောက်တော့သားကျွန်တော်လဲဥကြောင်ကြောင်နဲ့ကြည်နေလိုက်တာဘီကတူနီကလက်တူပြီးမင်းကြိုက်တာရွေးဒေါ်လာ100ပဲဆိုတော့မှအရေးကနားလေတော့တယ်ဗျာကျွန်တော်သိလိုက်ပါပြီဒီနေရာကိုဝင်လာပြီးမှ ငွေကျင်သေးဘူးပြောပြီးပြန်ထွက်လာလို့ရတဲ့နေရာမျိုးဟုတ်ဟန်မတူပါဘူးကျွန်တော်လဲဟမ်မပြက်ချိုလဲရောထိုင်ပြီးမြမတတိကိုပြဖို့မှန်ကန်းထဲမှာရှိနေတဲ့မိန်းကလေးတွေကတယောက်ယောက်ကိုယူရပါတော့တယ်အင်းအဝတ်အစားကြောင့်လားတင်းချေထားတဲ့မိတ်ကပ်တွေကြောင့်လားကျွန်တော်ကပဲတွန်းလွန်းနေသလားတော့မပြောတတ်ဘူးပြုကျွန်တော်မျက်စီထဲမှာတော့မှန်ကန်းတွေကထမ်းပြူပြူအလုံးဟာအလုံးလှနေတော့တာပါပဲဩော် ဒါကြောင့်လဲနမိမေရူစံပြော်ရလို့ခေါ်ဝတ်မှုပြုကြတယ်ထင်ပါရဲ့15မိနစ်လောက်လဲတည်တည်ရှာဆေးဆက်ဆက်ကြည့်ပြီးရောကျွန်တော်ဟာအလားဆုံးလို့ထင်ရတဲ့မင်းမပြူလေးကိုရွေးလိုက်ပါတော့တယ်ရွေးပြီလို့ဒေါ်လာတရာကိုကောင်တာမှာသွားရှင်းလိုက်တဲ့အခါကျွန်တော်နဲ့ထိုင်းမာလေးကိုအဲ့ဒီအဆောက်ဦးရဲ့၆တက်မြောက်အခန်းကိုလူမယုတ်ပေါက်နေတဲ့ထိုင်းတယောက်ကလိုက်ပူပါလိရောဗျာဖျားဆုပါစီဗျာအဲ့ဒီစိတ်နဲ့ရှောက်လို့နေရမဟုတ်ရပါဘူးပေါက်တဲ့နှစ်ဖူးမှမထူးတော့တာ ၆တက်မြောက်ကတခုသောအခန်းထဲကလေးရောက်ရောအဲ့ဒီထိုင်းမာလေးကဘာမပြောညာမပြောသူ့ဝစ်စားတွေကိုချွလဲချွတ်ချလိုက်ရောလူကပလင်းထီမှန်တိတော့တာပဲဗျာလက်ဆတ်တတော်မင်းမင်းကြီးမတွေကမှန်ငန်းထဲမှာမီးဆုံးတက်ပါတဲ့မီးရောင်စုံထိုးထားလို့မျက်နှာတစ်ခုတည်းကွက်ပြီးအလှချဲထားလို့ပြိုင်သူရှုံနှုံးမတ်မတူအောင်လှနေကြတာကိုသူ့ကိုတိချကြည့်လိုက်တော့မှငွေချောက်ချောက်အသားရည်နဲ့ကျွန်တော်စိတ်ထဲဝဲချောက်လူလူတောင်ပါသေးတယ်ထင်ပါဗျာ ဘယ်နဲ့ဗျာရန်ကုန်မှာသူ့ရဲ့အစတရားတာတဲ့ဒိတ်ဆိုတဲ့မိမလာတင် တွဲလာတာဆိုတော့တော်တော်ကိုစိတ်ကုန်စရာပါပဲဗျာနောက်ဆုံးတော့သူရီချုပ်ပြီးတာနှိမ့်နေပြီးတာဘာညာတာရကာကြီးဆက်တာလုံနေရတယ်စိတ်ထဲမှာတော့ဖွဲ့တည်းပါပဲဗျာဘာဗျာကုန်တုံးပါလားကျွန်တော်အဲ့ဒီလောက်မတုံးပါဘူးဗျာပေါပေါရှာရှာလေးရှောက်မမင်းနေလေဗျာတခါတလေအလိုက်ဒီဇံမှာဗျာ နောက်နေ့ဒီမှာတော့နတ်မောက်သားလူလေတယောက်တူနိအကူကြီးမလူတော့ပါဘူးကိုစွမ်းကိုစားနဲ့ပဲဗန်ကောင်းနဲ့မလန်မကန်းကပတရားဆိုတဲ့ကန်းကြီးကိုရောက်ခဲ့ပြန်ပါလေပတရားဆိုတဲ့ကန်းကြီးဟာလေကျွန်တော်လူတော်သားဖို့နတ်ဘုံနန်းန်းလူပါပဲဗျာဖြစ်ချင်တော့ပေါပေါရှာကြုံရပြန်ရောပြူကျွန်တော်ကတဲခုံကန်တစ်ခုမှအခန်းငါပြီတခုခုတော့ရအောင်ကန်းကြီးဘက်ကိုရှောက်လာတော့ထိုင်းကနေကောင်ကကျွန်တော်ကိုလမ်းပြ गाइड လူသလားမေးပါလိရောဗျာ အသက်ကခက်ခဲနေပါဗျာရှိလာ20ကျော်ပေါ့ကျွန်တော်လည်းအစင်သင့်လီချင်းဆိုပြီးတနေ့ကို300နှုန်းနဲ့ဈေးတရာကနေအတူတူတောက်ဖြစ်စားဖြစ်သွားရဆိုတော့နှစ်ယောက်စလုံးလက်ရည်ညီတောက်လိုက်ကြတာညနေ6နာရီဝန်းကျင်လောက်လည်းရှိရောသူကကျွန်တော်ကိုဘယ်မှာတဲ့တယ်လဲအခန်းကိုပြန်ကြမယ်သူကလိုက်ခဲ့မယ်ဆိုတာနဲ့ပြန်လာခဲ့ကြရောဗျာအခန်းထဲလည်းရောက်ရောသူ့အမူအရာကနည်းနည်းထူးကြလာတယ်ဗျာကျွန်တော်မတော်ရဘူး တောင်ကန်မြောက်ကန်လောက်ပါလေရောကျွန်တော်ကဒီကောင်မူးနေလို့ဖြစ်မှာပါလို့တွေးနေတော့သူ့ဘော့အင်ကြီးကိုလည်းချွတ်လိုက်ရောကျွန်တော်မျက်လုံးပြူရတော့တာပဲဗျူလာလာသူ့ရင်ဘက်ကရင်သားတွေဟာယောက်ျားရမယ်တော်တော်ကြည့်နေတာပါကလားတေချာကြည့်လေဂုံချင်းဒိုးသားသားလောက်ဝမ်းဆက်နေတဲ့သူ့ရင်သားတွေကထင်ရှားလိမ့်ပဲဗျာတောက်ကျုံနဲ့လက်ဆက်တော်ဒီမောင်မင်းမရှာဂေးပဲဂေးအခွင့်ရေးလို့ဘာလို့လဲကျွန်တော်ကြားဘူးပဲမြင် ဒါမျိုးတော့မနစ်မြူလာဘူးညာဒါနဲ့ကျွန်တော်လဲသူမဟုတ်တန်းတရားမလုပ်နိုင်ခင် သူ့ရင်မှတ်ကိုစောင့်တွန်းပြီးခန့်ပြင်မဲ့ထုတ်ခမ်းလိုက်ရပါတော့တယ်ပတရားမှာတညအိဘန်ကောက်ကိုပြန်လာခဲ့ပြီးနောက်တရမှာအယုဒ္ဓယာဘက်ကိုတက္ကစီတစီပုတ်ပြက်ငှားပြီးခြေဦးလက်ခဲ့ပြန်ပါတယ်ငွေကြီးလာဘာမှပူစရာမရှိတဲ့ချင်းပေါ့ဗျာအယုဒ္ဓယာကိုရောက်တော့လူတိုင်းတည်ပြီးတဲ့အတိုင်းရှင်းမြမဘယင်တွေတိုက်ပွဲဖြစ်တော့က လက်စွမ်းပြထားတဲ့ဖျားပြက်တွေဇီဒီပြက်တွေပဲတွေးရတာပါပဲထူးခြားတာကအဝင်လမ်းမကြီးရဲ့ညာဘက်နန်းတော်လူလူဘုန်းကြီးကျောင်းလူလူအဆောက်အဦတွေကပြန်ပြီးမွမ်းမံထားပေမဲ့လက်ဝဲပဲတစ်လျှောက်ကဖျားဆင်းလူတော်တွေရောဇီဒီတွေဟာမိတ္တရချူဖြက်စီးထားတာကိုနောင်လာနောင်သားများကြည့်ရှုနိုင်ရင်ရှင်းမှုပြပြထိမ့်သိမ့်ထားကြလေရဲ့ဗျအင်းစစ်ဆိုရင်ဘယ်စစ်မှမကောင်းတာသွားတည်ရတယ်ဗျာ စစ်ဆိုတာမျိုးကရံမျိုးရံစားတွေပြပုံတွေမျက်ယူတွေကိုပဲချန်ထားခဲ့တဲ့ကြတာမျိုးမဟုတ်လားဘန်ကောက်မှာနောက်ထပ်နေတဲ့နေ့ရက်မှာတော့အန်တီစင်နဲ့အတူညဖျားဖူးဆောက်လစဘန်ယုတ်ဟိုတယ်ဆောက်လို့ရလုပ်ငန်းဝင်ကိုအန်တီစက်အဆက်သွင်းနေဟူလျှောက်ကြည့်ဒီလျှောက်ကြည့်လို့ယုံကလွဲလို့ဘာမှကျွန်တော်မလိလာဖြစ်ခဲ့ပါဘူးစုစုပေါင်း9ရက်လောက်ကြာတော့အန်တီစက်ကမနေ့ကပြန်မှု ဖုံးဆက်လာပါတယ်ဒါနဲ့ကျွန်တော်လည်း ိတ်ကထဲကလက်ကျင်မှုကိုဝေစရာရှိတာဝဲဖြုံးစရာရှိတာဖြုံးပြီးနောက်နေ့မနေ့မှလေးစိတ်ကိုထုတ်ဖို့အစဉ်သင့်ဖြစ်နေတော့အန်တီဆက်စီကဖုံးဝင်လာပြန်ပါတယ်လေရင်ဖြည်းစင်ဖြတ်သိမ်းတဲ့ရဗျာအေးဗျာအဲ့ဒါမှကြောက်ကြတာပါပဲဗျူပါလာသမီးပါစံတတိယဆုံးသုံးလိုက်ပြီးဆိုတော့နောက်ထပ်နေရမယ့်တရက်အတွက်ကျွန်တော်အိတ်ကထဲမှာဘက်အကျွေးပဲကျွန်တော်တွေလीအန်တီဆက်စီသွားတောင်းရပါမယ်ကို့အပြစ်နဲ့ကိုတရက်စာလောက်တော့ဒုက္ခခံမဲ့ဆိုပြီး မနက်စာဘူးဟိုတယ်မှာစားနေ့လယ်စာကိုဘက်အကျွေ40နဲ့ကွစ်တီကိုထိုင်းမုံဟင်ကဝယ်စားပြီးဟိုတယ်ပဲလမ်းလျှောက်ပြန်လာတော့ကုချွေတူနီကမူးညံတရာတန်ကြီးအောက်ကနေကျွန်တော်ကိုလှန့်ခေါ်တယ်ဗျာတင်းငွေနေနေမူသူကားမတော်ဖဲနားနေရကြောင်းကျုပ်ကဘီယာအတင်းတက်ပြီးအဲ့ခံတယ်ဗျာညစာလာတူနီကောင်းမှုနဲ့ပဲမနူကဟိုတယ်ရဲ့နောက်ဖက်မှာရှိတယ်သူအပေါင်းအသင်းကားဒရိုက်ဘာတွေတောက်ပွဲစားပွဲလုပ်နေတဲ့နေရာကို ။စုခုပြီးအဲ့ခန္ဓာကြောင်းညစာကိစ္စငြိမ့်မြန်ရောဗျာ။အလကားတော့စားခဲ့တောက်ခဲ့တာမဟုတ်ပါဘူးဗျာ။သူတို့ဝါသနာပါတဲ့လက္ခဏာလေးပါလိကြည့်ပြရင်ပေါ့။ဗျာ။ကျွန်တော်လက္ခဏာကြည့်တယ်သလား။ကြမ်းကြမ်းမှန်မှန်ဗျာ။အာယုလိခာညာနာလိခာဟာရယလိခာတို့ဘာလို့လောက်တာ။နည်းနည်းပါးပါးကြည့်ရပြီ။ဥပရိယကြည့်ပြီးဖြေးရဖြန်းရတာပေါ့။ဒီလူမျိုးကတဲပြီးဓာမျိုးတွေကိုအထုံဝါသနာကြည့်တကူ။ လျှောက်ပြနေတာကိုပဲညတနာထိုးတဲ့အထိဟူလူကလဝါဖြန့်လိုက်ဒီလူကလဝါလာဖြန့်လိုက်နေဘီရင်ဆရာလက်မလဲဘူးဩထိုင်းလူပဲဟောတယ်မလဲဗျဘူလူတက်တဲ့လောက်ပြောတာကိုတူနီကဘာသာပြန်ပေါ့နောက်တနေ့နေ့လယ်မှာကျွန်တော်ဘန်ကောက်ကနေရန်ကုန်ကိုပြန်ခဲ့ပါတယ်ရန်ကုန်မှာကျွန်တော်လေပြင်းကိုစွမဲ့ကျူးကင်းကအစင်းသင်းစောင့်ကြည့်နေပါတယ်ဟုတ်ပါတယ် ကျွန်တော်အောင်မြင်မှုတွေကိုပြည်ပေါင်းကားချမဲ့ကျူးမိန်ဆိုပါတော့ဟုတ်ကဲ့အပိုင်း43ကိုဒီမှာပဲခိတ္တရနာခွင့်ပြုပါခင်ဗျာလာမယ့်အပိုင်း44ကိုလည်းစောင့်မြုပ်ပြီးအားပေးကြပါဦးခင်ဗျာအောင်စိတ်နဲ့ပါဝင်ပေးကြသောကလစ်ကာများအားလုံးကိုကျေးဇူးအထူးပဲတင်ရှိပါရခင်ဗျာတော်လန်ပြည်သူပြည်သားများအားလုံးအန္တရာယ်ကင်းကျန်းမာကြပါစေခင်ဗျာ